2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ရမှာဘလို့နည်းလမ်းပုံစံနဲ့ပြင်လို့ရနိုင်မလဲဆိုတဲ့အပေါ်စီးရင်းတဲ့နိုင်ငံရဲ့အခက်အခဲတွေကြောင့်တုံ့တက်မှုရှိနေကြပါတယ်။မြန်မာနိုင်ငံရဲ့လက်ရှိအနေအထားအရ2008ဖွဲ့စည်းပုံအခြေခံဥပဒေထဲကမှတချို့ပုံမှားတွေကိုပြင်ဆင်ဖို့လိုအပ်တယ်လို့ထောက်ပြမှုတွေရှိသလိုအလုံးစုံဖြတ်သိမ်းပြီးအသစ်ပြန်လည်ရေးဆွဲရမယ်လို့ထောက်ပြမှုတွေဟာလည်းရှိနေကြတာပါ။မြန်မာနိုင်ငံရဲ့ပြည်ထနာဟာဖွဲ့စည်းပုံပြည်ထနာဖြစ်ကြောင်းဒါကြောင့်အလုံးစုံဖြတ်သိမ်းပြီး အလုံးသဘောတူလက်ခံနိုင်တဲ့ Federal Democracy ဖွဲ့စည်းပုံအစ်စ်ကိုရေးဆွဲရမှာဖြစ်ကြောင်းမွန်ပြည် Federal Council ဥက္ကဋ္ဌနိုင်မွန်ဆိုင်ကစီရင်တဲ့သတင်းဌာနကိုပြောပါရယ်။နိုင်ငံရေးဆွေးနွေးပွဲလုပ်မယ်ဖွဲ့စည်းပုံကိုအစ်စ်ပြန်ရေးဆွဲမယ်။နောက်ရေးဆွဲလာတဲ့အစ်စ်ဖွဲ့စည်းပုံကိုနောက်ထပ်ကျွန်တော်တိုင်းပြည်ပြည်ပြုလွှတ်တော်တစ်ခုမှာကျွန်တော်တို့အတည်ပြုမယ်။ Any process ပေါ့နော်။ Any process မပါဘဲနဲ့အခုရှိနေတဲ့2008ကိုဟိုပြင်လိုက်ဒီပြင်လိုက် ဟောလုံးလုံးမရဘူးပေါ့နော်ကျွန်တော်မြင်ဒီဒါကိုလောက်တာဒီအာတကယ်ဟိုယွင်းဟိုဟိုဟိုယွင်းပျက်စီးနေတဲ့အိမ်တလုံးကိုဟိုဟိုကာလိုက်ဒီကာလိုက်ဟို ဖဲလိုက်ဒီဖဲလိုက်ပေါ့နော်ဒါမျိုးလောက်တာတော့ကျွန်တော်ထင်တယ်ရှင်မပြေဘူးပေါ့နော်ဒါတော့နှစ်ထောက်ရှိဖွဲ့စည်းပုံကိုလုံးလုံးဖြတ်သိမ်းရမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့အားလုံးကသဘောတူနိုင်တဲ့ဒီ ဖက်ဒရယ်ကိုဦးတည်တဲ့ဒီမိုကရေစီစနစ်ကိုဦးတည်တဲ့ဖွဲ့စည်းပုံတစ်ခုကျွန်တော်တို့ရေးဆွဲနိုင်မှဒါလည်းကျွန်တော်တို့နိုင်ငံရဲ့ရေရှည်ငြိမ်းချမ်းရေးတည်တံ့မှာဖြစ်ပါတယ်ကျွန်တော်တို့နိုင်ငံရဲ့ပြည်ထောင်စုဖွဲ့စည်းပုံပြည်ထောင်စုဖြစ်တယ်ဒီဖွဲ့စည်းပုံထဲမှာတစုတစ်ဖွဲ့ဒါနေပြီးတော့မှအုပ်စိုးထားတဲ့ထိန်းချုပ်ထားတဲ့ဖွဲ့စည်းပုံဖြစ်တယ်အားလုံးကပါဝင်နိုင်အောင်လမ်းမဖွေထားဘူးလမ်းပိတ်ထားတဲ့ဖွဲ့စည်းပုံဖြစ်တယ် ဒီမိုကရေစီမရှိတဲ့ဖွဲ့စည်းပုံဖြစ်တယ်။နောက်တိုင်းရင်းသားတွေရဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုလေးမပေးတဲ့ဖွဲ့စည်းပုံဖြစ်တဲ့အတွက်ဒီဖွဲ့စည်းပုံကိုပြင်ပြင်လို့မရဘူး။ဖြတ်ဖို့ပဲရှိပါတယ်လို့ကျွန်တော်ကပြောချင်ပါတယ်။2021ခုနှစ်နိုင်ငံရေးပြောင်းလဲဖြစ်ပွားပြီးနောက်မှာ2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုဖျက်သိမ်းတယ်လို့တလိုင်းအင်အားစုတွေဘက်ကနေထုတ်ဖော်ပြောကြားထားပြီးသူတို့ကိုယ်တိုင်ရေးဆွဲထားတဲ့ဖွဲ့စည်းပုံမူကျမ်းရှေ့ကြောင်းလည်းပြောကြားခဲ့တာပါ။ဒါပေမဲ့တိုင်းဒေသနဲ့ကိုင်တွေမှာရှိနေတဲ့ Federal ဖွဲ့စည်းပုံကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလက်မခံပဲသဘောထားကွဲလွဲမှုတွေဟာလည်းရှိနေတာဖြစ်ပါတယ်။အဲဒီလိုပဲမြန်မာတက်မတော်နဲ့နိုင်ငံရေးပါတီတွေကြားမှာလည်း2008ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအပေါ်သဘောထားကွဲလွဲနေပြီးတော့ဘလို့နီးလဲ့နဲ့ပြင်ဆင်ကြမလဲဆိုတာကိုအပြေရှာမရသေးတာပါမြန်မာနိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြုပြင်ပြောင်းလဲပြင်ဆင်ခြင်းနဲ့ဆန္ဒရှိပါကလွှတ်တော်ထဲမှာသာနီးလဲ့ရှိပြီးကြံအခြားနီးလဲ့ရှာမတွေ့ကြောင်းဘလို့ပဲဖြစ်ပါစေစပွဲဝိုင်းလမ်းကြောင်းပေါ်သာပြန်တက်ရမှာဖြစ်ကြောင်း တင်ဒကမဟာဗျူဟာလေးလာရေးအဖွဲ့မှဒရိုက်တာဦးသိန်းထွန်းကစီအန်အန်သတင်းဌာနကိုပြောပါတယ်။အခြေအနေသဘောတရားကတော့ခက်နေပြီးလိုက်ပေါ်တော့ပြင်လာပြင်ဖြည်လာဖြည်ချောင်းတော့ကြောင်းလို့ကြာတာ။ဒါနဲ့ဒီဒီမိုကရေစီလမ်းကြောင်းသွားနေတယ်လို့အပေါ်မှာဒီတိုင်းပါပဲ။အဲကျွန်တော်လည်းအဲ့လိုသွားမှဆိုရင်ဖြည့်ဆွတ်ပြင်ဆင်ပါ။ဒါပေမဲ့ဖြည့်ဆွတ်ပြင်ဆင်ဆိုတဲ့လမ်းကြောင်းကတော့ဥပဒေလမ်းကြောင်းအတိုင်းမဝင်မဲနဲ့တစ်ချောင်းအပြင်ကနေတစ်ချောင်းနီးလမ်းနဲ့ကျူးစားလို့တော့မလွယ်ဘူး။အဲ့လိုကျူးစားမယ်ဥပဒေလိုပြင်မယ်ဆိုတော့ခုနကပြောတဲ့ဖြစ်ပေါ်မှုတန်းရှိတယ်။ ီလိုတွေမှာဘယ်လောက်ထိဝင်ထိုင်လို့ဘယ်လိုလုပ်ရအောင်ဆိုတော့ဒီကြားကကျွန်တော်ကဝင်ဝင်နိုင်ငံအောင်ကြံတရားပါပဲအဲ့အိမ်မာရရဲ့ရှင်းပြတာပေါ့ပြင်းရင်လည်းပြောင်းရင်လည်းအဲ့ဒါနဲ့ပတ်သက်လို့ဒီလိုလုပ်ချင်ဖို့ဆန္ဒရှိတယ်ကျွန်တော်လုပ်တော်တော်လေးနေရမှာရှိတယ်။ကျွန်တော်နေရမှာကျွန်တော်လည်းရှာတယ်လို့မြန်မာနိုင်ငံရဲ့အစင်လာကိုကြည်ပါကဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုရဲ့တက်တန်း15နှစ်ဝန်းကျင်ကိုရှောက်လာပါကပြက်ပြဲသွားတာကိုတွေ့ရပြီးလက်ရှိ2008ဖွဲ့စည်းပုံဟာတက်တန်းအကြဆုံးလည်းဖြစ်ပါတယ်။လက်ရှိဖွဲ့စည်းပုံကိုပြင်ဆင်မယ်ဆိုရင်အားလုံးသဘောတူပါက လွတ်တော်မပါဘဲလဲပြင်ဆင်လို့ရတယ်လို့ရှန်တိုင်းရင်းသမားဒီမိုကရေစီအဖွဲ့ချုပ် SNLD မှာဥက္ကဋ္ဌဦးဆိုင်ညွန့်လင်က CNN သတင်းဌာနကိုပြောပါဗျ။ကံကံဒါကြောင့်ကြိုးကြမယ်ဆိုတော့သူကညတော်ချင်းတော်ဒီဆင်းဘင်းနဲ့ဆင်းကောင်ရဲ့ပုံဝင်ကြည့်ဒီကောင်ဒီလေဒီကောင်ဒီကရှိကနေစပြီးတော့အဲ60မိနစ်ဒီဆိုလဲဆက်လို့နေခဏနေပတ်ဝန်းကျင်အဲ့ချိန်ကျတော့ဘယ်လိုလဲဘယ်လိုလဲတော့ဒီလိုလောက်ဖြစ်ပြတော့တော့ E' pinara ri di pinara ri rom ti ai ai pa wo de ma su no ya ku chit ta da nya ri aku do no aku su yin di 2008 ka do tro ri ja wa bi ya no sa ko ne ne ro chit ta ri se cha sa ko ro chit ta ri to e lu yin ka le na ya to me su no ne tu jo lu ro ya na bo e chi ga la ma da mi ti ya ra ro ai ti ma na lu ve lu yo wa mi no ta 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 ma mi si ve ီကောင်းတွေတကူက၁၄နှစ်၁၅နှစ်ဒါပဲမပြီးရင်ပြေးရမယ်ပေါ့အဲ့လိုရှိပါဘူး။ဘာဝကြရတော့ခုကျွန်တော်တို့မြန်မာနိုင်ငံတော့ဒီလွတ်လပ်ရကိစ္စကလေးက၁၄နှစ်၁၅နှစ်ပတ်ဝန်းကျင်ရှိတယ်။ခြေကောင်းတွေအဆင်မရှိဘူး။ညာဘက်ဖြစ်တော့ပြတ်သွားတာလည်းပါလို့။မတော်စီကတော့တူတူမဟုတ်ရှိအောင်မှဒီမေးဆိုတော့လွတ်တော်မြန်မာပြန်ပါပေါ့။ ဲ့လွတ်တော်မှာပဲပေါ့အလုံးဒါပေမဲ့လည်းအလုံးသဘောတူမှုရှိလွတ်တော်တဲ့မှာမပါတဲ့နေကြည့်ရတာအလုံးသဘောတူတယ်လက်ရှိမှာတော့နတ်ဆက်ကအနေနဲ့နိုင်ငံရေးပါတီတွေနဲ့တွဲဆောင်ဆွေးနွေးပြီး2008ဖွဲ့စည်းပုံအခြေခံဥပဒေတွေကမှပြင်ဆင်သည့်ပြင်ဆင်ထိုက်တဲ့ဥပဒေပုံမှားတွေကိုပြင်ဆင်ရေးဆွေးနွေးညှိနှိုင်းသဘောတူညီမှုတွေပြုလုပ်လျက်ရှိပါတယ်။အဲ့ဒီဆွေးနွေးမှုတွေကြောင့်နတ်ဆက်ကရဲ့ NSPNC နဲ့နိုင်ငံရေးပါတီအစုအဖွဲ့ရဲ့အလို့အဖွဲ့ကြောင့် 2008ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအချက်43ချက်ရရှိထားသလိုဆက်လက်ဆွေးနွေးဖို့အချက်9ချက်ကြံ့နေသေးကြောင်းလည်းနိုင်ငံရေးပါတီတွေကပြောပါတယ်။တချို့ကတော့2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုအတည်ပြုစဉ်ကလွှတ်တော်ကနေအတည်ပြုခဲ့တာမဟုတ်တဲ့အတွက်လွှတ်တော်တွေကနေပဲပြင်ဆင်ရမယ်ဆိုတာဟာမဖြစ်နိုင်ကြောင်းလက်ရှိမြန်မာနိုင်ငံရဲ့နိုင်ငံရေးအချက်တွေဟာလွှတ်တော်မရှိဘဲဖြစ်နေကြောင်းလွှတ်တော်ပြင်ပကလည်းပြင်ဆင်နိုင်တဲ့လမ်းကြောင်းကိုဖွင့်ပေးဖို့လိုသလိုနေလက်ရှာဖို့လည်းလိုအပ်ကြောင်းထောက်ပြကြပါတယ်။